ာစားဘူးလားစပပုံးပြောင်းဘူးလို့ခိုင်ကြလို့ရှင်လေလူဆိုမမရှိရဒါပေမဲ့လည်းမမရှိရဟိုသူအမြဲအမသိရတလောက်တော့နော်ဘွားဟိုသိချစဉ်းစားရတယ်သူများတို့လည်းစဉ်းစားပေးတယ်အရန်ချစ်တာဘွားနော်ဘွားလည်းရမ်းလိမ့်မှာဟုတ်တယ်ကူတာတောင်းစားတာအာအရင်ချက်ကောင်းစားတာဒီကြမိုက်ဟိုအချက်ကြီးပါအောင်ချက်ကြီးရောက်တော့တာကြိုက် ာကြီးလည်းဒီငါးလလောက်တူတူနေရကြတော့ညလုံးနှလုံးပွင့်လာနဲ့ကိုညီမနဲ့ရင်ပွင့်ပေါ်တိုင်းပင်ဘက်ပေါ်နော်အခါလေးကြရင်လည်းမနက်၄နာရီထိုးသွားဒီစကားကြီးပြောကြတဲ့အတယောက်အတွက်တယောက်လိုမျိုး support ပေးနေခဲ့တဲ့အချိန်ပေါ့နော်ဟုတ်ကဲ့တော့ရန်လိမ့်မှာဟုတ်တယ်ထင်လို့ပါအရန်လိမ့်မှာတော့ဘောကအမကြည့်ရတဲ့လောက်တော့မှားတယ်တော်လဲတော်တယ် ambition ဖြစ်တယ် ဲနဲ့လည်းများသောအားဖြင့်ပါသူကစဉ်းစားဆင်ခြင်ပြီးတော့ပါများသောအားဖြင့်လုပ်တာတော့များပါတယ်ဟိုခိုင်ကြလို့ရှိရင်လည်းသူဆိုမမရှိရဒါပေမဲ့လည်းမမရှိလို့ရှိရနော်ဟိုသူအမြဲအမားသိရတဲ့လောက်တော့တော့ဘွားဟိုသိချစဉ်းစားရတယ်သူများအတွက်လည်းစဉ်းစားပေးတယ်အမနဲ့စသည်ကလေးကသူကိုယ့်ဘက်ပဲမကြည့်ဘူးသူများဘက်လည်းအမြဲတမ်းကြည့်ပြီးတော့စဉ်းစားပေးတဲ့ကလေးဖြစ်လို့ဟိုအမတော့သူ့ကိုဆိုးရလို့တော့မမြင်မိပါဘူးအမြဲတော့တဲ့မိန်းကလေးလိုပဲမြင်မိပါတယ် ်ဒီဆူမာယာလေးမပါသူစီယူတာရဲ့ချစ်တခုတည်းအကြိုင်လဲတူတူနေခဲ့ကြတာဆိုတာလေအဲ့လိုသုံးသုံးလေး၅လလောက်တူတူနေခဲ့ကြတော့ညလုံးနှလုံးပွင့်တာနဲ့အဲကိုမနဲ့ကိုညီမနဲ့ယင်ဖွင့်ပေါ်တိုင်းပြတ်ပေါ်နော်အဲခါလေးကြရင်လဲမနက်၄နာရီထိုးသွားဒီစကားကြီးပြောကြတဲ့အဲ ြောရမယ်ဆိုတော့နေအောင်လုံးဟိုတယောက်အတွက်တယောက်အဲ့လိုမျိုး support ပေးနေခဲ့တဲ့အချိန်ပေါ့နော်ဆိုတော့အဲ့အချိန်မှာလည်းတကယ်လိုအပ်နေတာစိတ်ခွန်အားတွေဆိုတော့အဲ့အချိန်မှာတယောက်နဲ့တယောက်နှစ်ယောက်ရှိနေတဲ့ခါကျတော့ခွန်အားနဲ့ရှိဆက်နိုင်ခဲ့တာပေါ့အဲ့လိုပြောတော့လူတယောက်ကကိုဘယ်လိုပြောမလဲကိုပျော်နေတဲ့အချိန်ထဲကိုစိတ်ညစ်နေတဲ့အချိန်မှာဘေးနားမှာရှိပေးမဲ့ကွာပို့ပြီးတော့အရေးကြီးရဲ့ ိုက်ခွာလည်းပို့ပြီးတော့တန်မိုးရှိရလို့အမထင်တယ်နော်အဲအကြောင်းမို့တခြားသူတွေထဲအမတကယ်ဟိုဟိုစိတ်တက်ကြနေတဲ့အချိန်ကိုရင်စိတ်ညစ်နေတဲ့အချိန်မှာဘာဖြစ်ကိုညစ်မလေးဖြစ်ကြည့်ပေးတယ်သူလည်းကိုပြောမှသူလည်းနားထောင်ပေးတယ်အဲ့လိုပေါ့တယောက်နဲ့တယောက်စိတ်ခွန်အားပေးဖြစ်တဲ့အတွက်ကြောင့်လို့အမကတော့ဒီကိုရီညီမအရင်လိုတကယ်ကိုတော့ဟိုခင်းမိပါအောင်နော်ချစ်လို့ချစ်တယ်ကိုညီမလေး generation ကွာတယ်ဆိုပေမဲ့လည်းကိုညီမလေးလိုဖြစ်သွားတယ် อินเทอร์เน็ตก็เลยไม่อยากอูเลยไม่อยากรอ2ယောက်ก็มะนัสโซชิดาอม่าโซโลชิ2ယောက်โซอซ้อยนูจ๋าเลยเนาะซ้อยนูอ่ะ6นาทีแล้วโซนูเนบิညဆိုလို့ရှိရင်ဆိုရင်စားစားနေလဲစားတိတိတိလုံးဆရာဆိုလို့စားဖို့ပဲစားဖို့ပဲရှိအမကလည်းဟင်းချက်အရင်ကောင်းတယ်ပြောပြအောင်ပဲခုတော့တအားစားတာအာအရင်ဟင်းချက်ကောင်းစားတာဒီကြအမရဟိုအချက်ကြီးပါအောင်ချက်ကြီးစားတာစောက်တော့ကြိုက်ဘယ်ဟင်းလေးတွေကိုအမရလဲပြောပြအောင်အာအမစိတ်သားချက်ကြီးတယ်ဟုတ်တယ် ချက်သားအလူချက်သားအလူဆိုကအရင်ကြိုက်တယ်လေအာဘဲဝင်းလဲချက်တယ်ဟိုလူကောင်ဆိုလဲချက်ကျွေးတယ်ဘဲဟိုရမ်းကြိုက်တာဘဲဟိုဘဲဟိုအမချက်တာလေးသူလည်းမမတူသေးလားရမ်းစားလို့ကောင်းတယ်ပြီးတော့အဲ့ဟိုလူခေါက်ဆွဲအာသူချက်ပြီးဆိုလို့ရှိရင်လေအဲ့အိမ်လုံးကလူတွေကောင်းလာတန်းစီပြောလာစားကြအဲ့တင်းချက်ကျွေးသူပြင်းနေမှာရောင်ကြောင်းချုပ်အဲ့လိုချုပ်တာတော့မဟုတ်ပါဘူးဒါမဲ့ဟိုတကယ်တော့ချုပ်တယ်ဆိုရင်စကားလုံးကမရှိပါဘူးဟိုဟာပေါ့ကိုနေတတ်တယ်လို့နေရအဲ့ဒါကို ဘယ်တော့ပဲဖြစ်ဖြစ်ဟိုတချို့အချစ်ဆိုတာလောက်ယူလို့မရဘူးဟုတ်တယ်မလားဟင်းချက်လို့ဒီယောက်ျားတယောက်ကိုချုပ်ကင်နိုင်ဆိုလို့ဆိုမိန်းကလေးကဟင်းမဲ့ချက်နေတယ်ဟုတ်တယ်မလားအဲ့လိုမျိုးသဘောပေါက်ကိုယ့်ရဲ့ဖြစ်တည်မှုကိုဟိုနှစ်သက်တဲ့ယောက်ျားနှစ်သက်တာအရင်ကောင်းတဲ့အမပါအာအရင်ကလေးကလည်းဒါအလုံးနဲ့ပတ်သက်လို့အမရဲ့အတွေ့အကြုံအရာပြောပြတဲ့အတွေ့အကြုံတွေလည်းပြင်ပြီး sharing လုပ်ပြတဲ့ပညာလောကမှာအလုံးလုံးရင်ဘယ်လိုမျိုးလေးရှိရဲ့ ဟုတ်လည်းဒါသူကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့အရာတွေတော့ဟော sharing လုပ်ပေးတယ်ပေါ့နော်ဆိုတော့အမပြောပြခဲ့တဲ့အရာတွေအများကြီးအကြောင်းကိုလည်းဒီအလုပ်အလုပ်တွေမှာပို့ပြီး decision ကောင်းကောင်းတစ်ခုချနိုင်ခဲ့တာပေါ့ဒါစီမိုင်းလောက်တာကြိုက်တယ်အမနဲ့အဲ့ဟိုကအတူတူရှိကြတယ်ရနော်လှုပ်လှုပ်ချင်တယ်လှုပ်လှုပ်ချင်တယ်ဆိုအဲ့လိုမျိုးလေးလေစီဝိုင်းလှုပ်ချင်တဲ့စိတ်ကတော့နှိဝါရှိတယ်။ဒါ remix ကဟိုက18ဆိုင်မြောက်တင်ယူဆိုင်ဖွင့်ပွဲလို့ပါရှင်။ မက်ဆိုတော့ဒါအများကြီးကြော်ညာဆရာမလို့အောင်စီစုနှစ်တခုတိုင်ရည်တည်ခဲ့တဲ့ဦးကြိုက်အများဆုံးဆို accessory brand တစ်ခုပေါ့ပထမဆုံး brand ambassador အဖြစ်နဲ့ပထမဆုံးဝယ်တက်တဲ့ဝယ်လေးအရန်ကွန်ယူမီရေပေါ့နော်အခုလိုမျိုးလူကြိုက်များပြည်သက်တည်းရဲ့အပိမှုအထိုင်မှာရရှိထားတဲ့ brand ရဲ့ brand ambassador တယောက်အနေနဲ့ဖြစ်ခွင့်ရတဲ့အတွက်လည်းအများကြီးကွန်ယူမိပါတယ်ရှေ့ဆက်ပြီးတော့ပေါ့ remix နဲ့အတူတူပေါ့နော် project တွေရောဒါ iPhone ဆရာအကောင့်နဲ့ဆက်စပ်နေအများကြီးပြည်သက်ကိုချပြသွားဖို့လည်းရှိပါတယ်ဟုတ်ကဲ့ပါဒီသိမ်းမြူဆိုင်လေးပေါ့နော်ဒီမြမကိုရင်လမ်းနဲ့သိမ်းမြူလမ်းပေါ်မှာရှိရဲ့ remix ဆိုင်လေးကိုဒါရအပိတ်ကိုလည်းပိတ်ခေါ်ပါတယ်ရှင် discount တွေလည်းပေးနေတာမို့လို့လိုအပ်နေတဲ့ပစ္စည်းတွေကို discount ရောက်နေတော့အများဆုံးလာဝယ်ကြပါဆိုပြည်သက်တွေပိတ်ခေါ်လိုက်ပါ